ခါတော့ကတဲ့အတန်ရှင်းမြင့်မြတ်တဲ့ယဟနာလို့သတ်မှတ်ခံရတဲ့ပုဂ္ဂိုလ်ကြီးတယောက်ကယူပါယုံရတယ်တဲ့အဲ့ဒီယူပါယုံကဘာလဲဆိုတော့ကောင်းကင်နဲ့ငရဲဆိုတာဟာဘလို့ပုံစံမျိုးများဖြစ်နေမလဲဆိုတဲ့ယူပါယုံပဲဖြစ်ပါတယ်ဒီယဟနာတန်ရှင်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးကငရဲရောက်သွားတယ်တဲ့ငရဲရောက်တော့ငရဲကဘလို့အဖြစ်အခြေအနေမျိုးရှိနေလဲဆိုရင် အငွေ့တထောင်ထောင်ထားပြီးအနတ်အရသာအရန်ရှိတဲ့စွပြုတ်အိုကြီးတူအကြီးကြီးကိုတွေ့ရတယ်အဲ့မှာငရဲခံနေရတဲ့လူတွေကအများကြီးစွပြုတ်အိုးထဲမှာဝိုင်းနေတယ်အဲ့မှာလဲဇွန်းတစ်ချောင်းရှိတယ်ဒါမဲ့အိုးကလဲကြီးပြီးဇွန်းကလဲကြီးတော့အဲ့အထဲတဲကစွပြုတ်ရေကိုတောက်နိုင်ဖို့အတွက်ကဒီဇွန်းကိုပထမဆုံးယူရမယ်ပြီးသွားတဲ့အခါကျရင်ဇွန်းကကြီးတဲ့အတွက်တယောက်သေးမနိုင်ဘူးဒါမဲ့လို့ငရဲငယ်မှာငရဲမှာရှိနေကြတယ် ပုံကိုတွေကဘာလုပ်ကြလဲဆိုရင်သူ့ထက်ကဇွန်းကိုလူကြတယ်တဲ့အဲ့ဇွန်းကိုလူပြီးတော့မှအဲ့ရလာတဲ့ဇွန်းရှိတဲ့လူကိုနောက်တစ်ယောက်ကလက်ကိုပြန်ပုတ်ချတယ်ပြောချင်တဲ့အထိပယ်ကတော့စွပြုတ်အိုးကိုဘလူးမှမတော့ရပဲနဲ့ဇွန်းလူတဲ့အဆင့်နဲ့ရံဖြစ်တဲ့အဆင့်မှာပဲရှိနေတယ်တဲ့နောက်တစ်ခုကတော့မူကောင်းကင်ရောက်သွားတယ်မူကောင်းကင်ရောက်သွားတော့တွေ့မြင်ရတဲ့အခြေအနေကဒီတိုင်းပဲတဲ့စွပြုတ်အိုးကြီးမှအနောက်တထောင်တောင်ထားနေတယ် 哎嘛，系列讲完哒阿里噶，把路家嘞，所以弟兄我问大家嘞，哎 <music>，弟兄我问大家，比嘞看嘛，所有屋里啊，耶哥有比，都要得嘞是，哎，所以呢，大家比家嘞看嘛，讲完哒阿里啊，对所有哥都要得嘞，阿西巴西导演嘞，阿龙真呢表现真嘞，你看伢嘞博得大鼓嘞，是喊哪几个对呀嘞？阿达哥，这个是喊哪些导演给博啊嘛？ အမှန်တကယ်တွေ့ခဲ့ရတဲ့ယူပါယုံမဲဖြစ်ပါတယ်ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူတမမိတ်ဆွေပေါင်းတို့ဒီကနေ့ကြားရတဲ့အကြောင်းအရာလေးကိုကြည့်တဲ့အခါမှာမိုးဆက်တတ်တော်ထင်ရှားရှိတုန်းကဖြစ်ပျက်တဲ့အကြောင်းအရာနဲ့သခင်ခွတ်တော်တတ်တော်ရှင်ရှားရှိတုန်းကဖြစ်ပျက်တဲ့အကြောင်းအရာလေးနှစ်ခုကိုမှတ်တမ်းတင်ထားတဲ့ကျမ်းစာကိုကျွန်တော်တို့ကြားနာခဲ့တာဖြစ်ပါတယ်ပထမကျမ်းစာတော်မြတ်ထဲမှာတေကန်နာရာထဲမှာလူသူမရှိတဲ့နေရာမှာရောက်နေတယ် ပြီးသွားတဲ့အခါကျလို့ရှိရင်အိုးပစ်အိမ်ပြေနဲ့ခီးထွက်နေတဲ့အချိန်ဖြစ်တယ်။အဲ့ဒီအချိန်မှာဘုရားသခင်ကမာနာဆိုတဲ့မုတ်ကူမူကောင်းကင်ကနေနေ့တိုင်းကျဲကျပေးတာကိုအစ္စရာအလူမျိုးတွေက complain အဖြစ်တယ်နဲ့။ငါတို့အီဂျစ်ပြည်မှာနေခဲ့ရတုန်းကငါတို့တွေကဖဲသေးသေးစားရတယ်၊ကြက်သွန်နေတွေရှိတယ်၊ကြက်သွန်ဖြူတွေရှိတယ်။ဒီမှာကျတော့တရက်တရက်မာနာမုတ်တွေပဲငါတို့စားနေရတာညင်ငွေလိုက်တာ။ မိုးစေကြီးငါတို့ကိုခေါ်လာလို့ငါတို့ဒီမှာဒုက္ခတွေခံနေရတယ်ဆိုပြီးဘုရားသခင်ကို complaint တက်တဲ့အခါမှာမိုးစေကဘုရားသခင်ရှိကိုသွားဆူတောင်းတယ်ဆိုတဲ့အကြောင်းပြောတယ်ကိုရောရဲ့တပည့်တော်ကသူတို့နဲ့ဘာပတ်သက်နေလို့တပည့်တော်ကိုဒီလောက်ကြီးဒုက္ခပေးရတာတော့ဒီလူတွေကိုတပည့်တော်မွေးထားလို့လားဒီလူတွေကတပည့်တော်ရဲ့မိသားစုမဟုတ်လို့လားဘာဖြစ်လို့တပည့်တော်ရဲ့ဝင်ကိုလေးစေရတာလဲလို့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာမိုးစေကဘုရားကိုသွားပြောတယ်ဆိုတဲ့အကြောင်းကိုကြားရပါတယ် ဒါပေမဲ့အေဝံဂေလိကျမ်းစာမှာကျတော့ပထမကျမ်းစာကဲ့သို့ပဲအခြေအနေအတူတူပါပဲလူသူပြတ်တဲ့တဲခန္ဓာရထဲမှာရောက်နေတယ်။အားလုံးဟာသခင်ခရစ်တော်ကိုလိုက်ခဲ့ကြတဲ့အခါကျသူတို့ရဲ့အိုးပြစ်အိမ်ပြစ်နဲ့သူတို့ရဲ့နေရာလေးနဲ့ဝေးကွာနေတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့လို့အဲ့ဒီမှာပုံမို့ငါးလုံးနဲ့ငါးနှစ်ကောင်ရှိတဲ့ကလေးသူငယ်ကသူ့မှာရှိတဲ့အရာလေးကိုထုတ်ပေးတယ်။အဲ့ဒီထုတ်ပေးတဲ့အရာကိုတပည့်တော်ကြီးတွေတမန်တော်ကြီးတွေကလိုက်လံပြီးလူအုပ်ကြီးကိုဝေးမျှပေးတဲ့အခါမှာဖျားသခင်ရဲ့ miracle ကောင်းကြီးမင်္ဂလာအဖြစ် ူပေါင်းမြောက်များစွာဟာစားတော့ကြရတယ်ဆိုတဲ့အကြောင်းအရာကိုကြားပါတယ်ခရစ်သတိခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဒီကနေ့ကျွန်တို့ရဲ့ဘဝရဲ့ဝင်ရေးသက်တာလေးကိုတစ်ချက်ကလေးအတူတူစဉ်းစားရအောင်အဲ့ဒါကဘာလဲဆိုတဲ့အခါကျရင်ဘဝမှာတဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာတဲ့ကိုကိုကိုအကျဉ်းနဲ့အရောက်ရဲနိုင်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်တဲ့တစ်ချိန်လုံးကိုကလူကျင်တဲ့ဆန္ဒညာနေလို့ရှိရင် ကိုဘဝမှာမပြည့်စုံခြင်းတွေပဲရှာဖွေတွေ့ရှိနေပြီးကိုဘဝမှာဘလို့ပေးဆက်ပြီးဘလို့လက်ခံရမလဲဆိုတဲ့အရာတွေကိုသိရှိနေခြင်းကဘဝတခင်ဘဝမှာငြိမ်းချမ်းခြင်းကိုရှာဖွေတွေ့ရှိနိုင်ခြင်းပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်အတူတကွဖောက်ရှုစဉ်းစားရင်းနဲ့ဖြစ်လာတဲ့ကြားလာတဲ့ကောင်းခြင်းမင်္ဂလာအားလုံးကိုကျေးဇူးတော်ချီးမွမ်းရင်းနဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်အသက်တာလမ်းမှာ ောင်းကြီးမင်္ဂလာအပြည့်နဲ့လက်ခံအသက်ရှင်နိုင်တဲ့ခြေသူတော်ကိုဒီနေ့မိစားတော်မြတ်မှာတောင်းခံရအောင်အားလုံးကိုဖိတ်ခေါ်ပါရစေအလုံးခြေသူပြုမတည့်ရက်လက်စုပန်ကြပါစို့